မယ်။နေပြည်တော်တိဆောက်ရေးတွင်ပါဝင်ခဲ့ကြတဲ့ကုမ္ပဏီများအနေဖြင့် နေပြည်တော်စီမံတရားရေးကော်မတီသို့ဆက်သွယ်ရန်ကြေညာဆိုတဲ့သတင်းအပါအဝင်ပေါင်မြို့မြို့မတုတ်တန်မိသူဇတ်တို့တွေ့တန်းထားတဲ့လျှက်စစ်မိဂျိုများမကြာခဏဖြုတ်ခိုးခံရသည့်အတွက်မိတ္တကြိုဆက်လက်ပတ်မှုရဆိုင်သွားသဖြင့်နိုင်ဤကိစ္စကိုတုတ်တက်ပြောင်း၍လှုပ်ဆောင်နေရဆိုတဲ့တဲ့ပေါ်ရဟမင်းကြီးဤဇာပနာကို ပြည်သူ၄သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရပ်အပါအဝင်နိုင်ငံတော်အကြီးအကဲ90ကျော်လည်းပို့ဆောင်ခဲ့ဆိုတဲ့သတင်း Premier League သို့ Hurricane ပြန်လည်ရွှေ့ပြောင်းလိုပါက Bayern Munich အသင်းတားဆီးမည်မဟုတ်ဆိုတဲ့သတင်းစားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဥဆုံးနေနေနေပြည်တော်တိဆောက်ရေးတွင်ပါဝင်ခဲ့ကြတဲ့ကုမ္ပဏီများအနေဖြင့်နေပြည်တော်စီမံတရားရေးကော်မတီသို့ဆက်သွယ်ရန်ကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နေပြည်တော်တိဆောက်ရေးမှာပါဝင်ခဲ့ကြတဲ့ကုမ္ပဏီတွေအနေနဲ့နေပြည်တော်စီပင်တရားရေးကော်မတီကိုဆက်သွယ်ဖို့ကြေညာထားပါတယ်။နေပြည်တော်တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ရုံးဌာနအဆောက်အဦတွေအထူးအဆောက်အဦတွေဝန်ထမ်းအင်အားတွေအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦတွေအပါအဝင်တခြားအဆောက်အဦတိဆောက်ရေးလုပ်ငန်းတွေမှာတိဆောက်ခဲ့တဲ့ကုမ္ပဏီတွေအနေနဲ့ နေပြည်တော်စီမံသားရရေးကော်မတီကိုဆက်သွင်းဆောင်ရွက်နိုင်ဖို့အတိပေးအကြောင်းကြားအပ်တယ်လို့အစအဦးများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တင်ဆောင်ရေးကြီးကြပ်မှုကော်မတီကထုတ်ပြန်ပါတယ်အစိုးရကုမ္ပဏီတွေအနေနဲ့နေပြည်တော်စီမံသားရရေးကော်မတီအင်ဂျင်နီယာဌာနအဆောက်အုံဌာနမှုနဲ့ဒုတိယဌာနမှုတွေကနေတဆင့်နေပြည်တော်စီမံသားရရေးကော်မတီကိုဆက်သွယ်ဖို့အကြောင်းကြားထားတယ်လို့သိရပါတယ်။မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ပြည်တော်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အုံ အလုံသမားဝင်ကြီးဌာနရုံးအဆောက်အဦဥပဒေရေးရာဝင်ကြီးဌာနမှရှိတဲ့မြေကနေရန်ပြိုကျပြင်စီတာစီမံကိန်းနဲ့ဗန်နာယီဝင်ကြီးဌာနရုံးအဆောက်အဦပြည်တော်စုရာရုံးဝန်အဖွဲ့ရုံးအဆောက်အဦနိုင်ငံခြားရေးဝင်ကြီးဌာနရုံးအဆောက်အဦနဲ့အလုံသမားဝင်ကြီးဌာနလူမှုဖွလုံရေးအဖွဲ့ရုံးချုပ်အဆောက်အဦတွေအပါအဝင်ဝန်ထမ်းအရာတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ ငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ရုံအဆောက်အဦတွေပြန်လည်တည်ဆောက်ရမှာရေရှည်ကိုမျှော်တွေးပြီးငလင်တန်ခန့်နိုင်အောင်ဆောင်ရွက်သွားဖို့လိုကြောင်းတချို့ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အဦတွေအနေနဲ့တတ်မှတ်ထားတဲ့စံချိန်စံညွန်းတွေနဲ့ဒီဇိုင်းတွေအတိုင်းဆောင်ရွက်ခြင်းမရှိခဲ့မှုတွေအပေါ်ပြန်လည်စီစစ်ဆောင်ရွက်သွားဖို့လိုကြောင်းဧပြီ၁၈ရက်ကကျင်းပတဲ့ပြည်တော်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာနာဆာကောက်အခထာကပြောကြားထားပါတယ်။ မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်ကလေးကြောင့်နေပြည်တော်ကောင်စီအပါအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်ဆဲကိုမှာဧပြီ24ရက်ကနအုပ်စင်းတွေအရလူနေအိမ်63854လုံး၊စာတင်ကျောင်း6852ကျောင်း၊ဖုန်ကြီးကျောင်းနဲ့ဒေလရှင်ကျောင်း9484ကျောင်း၊ဇေဒီပထိုး9342စု၊တခြားဘာသာရေးအဆောက်အဦ613လုံး၊စေယုံစေကန်986လုံး၊ရထားလမ်း56ခု၊လမ်း282လမ်း အမြန်လမ်းပိုင်း198ခု၊စဲတမန်986ခု၊တရား182ဆင်၊ transformer 353လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။ဒီပျက်စီးဆုံးရှုံးမှုတွေကိုလည်းကာလတူကာလလက် ကာလရှည်ခွဲကြပြီးအစင်းလိုက်ပြည်စီရေးစီမံဆောင်ရွက်သွားဖို့လိုကြောင်း NASA ကဒုက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ကဧပြီ25ရက်ကပြောပါဗျ။ဆက်လက်ပြီး ပေါင်မြို့မျိုးမတုတ်တံမိတဲ့ကြိုဆက်သူတွေ့တန်းထားသောလျှက်စစ်မိကြိုများမကြခဏဖြုတ်ခိုးခံနေရသည့်အတွက်မိတဲ့ကြိုဆက်လက်ပတ်မှုရဆိုင်သွားသဖြင့်နိုင်ကိစ္စကိုတုတ်တံပြောင်း၍လှုံ့ဆော်နေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါင်မြုံမြို့မတုတ်တံမိတ္တကြိုဆက်ကိုတွေ့တန်းထားတဲ့လျက်စစ်မိကြိုတွေမကြခဏဖြုတ်ခိုးခံနေရတဲ့အတွက်မိတ္တကြိုဆက်လက်ပတ်မှုရဆိုင်သွားတာကြောင့်နိုင်ကိစ္စတွေကိုတုတ်တံပြောင်းကလှုပ်ဆောင်နေရတယ်လို့တုတ်တံကောင်မတီထံကသိရပါဗျ။ ပေါင်မြို့မိုးနိုင်ရက်ကွက်ဆွဲတော်အပိုင်းမှာရှိတဲ့မြို့မတုတ်တန်းနဲ့မိသကြိုဆက်မှာတက်ဆင်ထားတဲ့လျှက်စင်မိကြိုတွေဖြတ်တောက်ခိုးယူခံထားရတာကိုပြီးခဲ့တဲ့ဧပြီ21ရက်နေ့မိုးလယ်ပိုင်းအချိန်ကမှသိခဲ့ရကြောင်းတုတ်တန်းကော်မတီဝင်တဦးကပြောပါရယ်။၎င်းကဆက်လက်ပြီးအခုခိုးခံထိတာကတတိယအချိန်မြောက်ပါဒုတိယအချိန်မြောက်အခိုးခံရတော့ကလျှက်စင်မိကြိုတွေအပြင်ကြီးစီကိုပါခိုးယူသွားကြတာပါ။အဲ့ဒါတွေပြီးတော့လျှက်စင်မိကြိုတွေကိုငွေကျပ်6သိန်းမိုးပြန်ထည့်ထားတာပါလို့ပြောပါရယ်။ အခုတတိယအကြိမ်နှင်းစင်မီဂျိုတွေခိုးယူခံရတဲ့ဖြစ်စဉ်မှာမီးတကြိုဆက်တကားတွပြားကိုဖောက်ပြီးဆက်အတွင်းဝင်ရောက်ပြီးတဲ့နောက်စားပြည့်ကျိုးကွေကိုဖျက်ခိုးသွားတာဖြစ်ကြောင်း၎င်းပြင်အဆောင်အုံအပြင်ဘက်မှာရှိတဲ့9044စားပိကျိုးပေးနေရခန့်ကိုလည်းခိုးယူသွားကြောင်း၎င်းကဆိုပါရယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာရဲတပ်ဖွဲ့မြို့နယ်စီမံသားရာရေးအဖွဲ့ရမီရဖရီနဲ့တုတ်တန်ကော်မတီဝင်တွေစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့ကြောင်းနဲ့ဒီအခြေအနေတွေကြောင့်လက်တလောနိုင်ရေးကိစ္စတွေ ပေါင်မြို့ကဒုံစည်းရက်ကွက်မှာရှိတဲ့ကဒုံစည်းတုတ်တန်ကိုပြောင်းရွှေ့ဆောင်ရွက်ဖို့စီစဉ်ပေးထားတယ်လို့သိရပါတယ်။အလားတူပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလအတွင်းကလည်းမွန်ပြည်နယ်မြို့တော်မြို့မှာရှိတဲ့မီးတကြိုဆက်နဲ့တုတ်တန်မှာတွေ့တန်းထားတဲ့လျှက်စင်မီးကြိုတွေနှစ်ကြိမ်ထပ်မံဖြတ်တောက်ခိုးယူခံခဲ့ရမှုကြောင့်မြို့ကန်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ ။ဒါ့အပြင်2024ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းမွန်ပြည်နယ်ဘီလင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေမှာတပ်ဆင်ထားတဲ့ Transformer ဘုံတွေမှာချိတ်ဆက်ထားတဲ့ main ကျိုးတွေလည်းခိုးယူခံခဲ့ရပူတယ်လို့ဒေသခံတွေထံကသိရပါဗျ။ဆလဘီပေါ်ရဟမင်းကြီးဤစာပနာကိုပြည်သူ၄သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်နိုင်ငံတော်အကြီးအကဲ50ကျော်လဲပို့ဆောင်ခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါ်ရဟမင်းကြီးရဲ့စာပနာကိုပြည်သူ၄သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ပြီး လိုက်ပါပို့ဆောင်သူတွေထဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အတူကမ္ဘာကောင်းဆောင်တွေပါဝင်ခဲ့ပါတယ်ဧပြီ26ရက်ကကျင်းပခဲ့တဲ့ပုံရဟန်းမင်းကြီးရဲ့ဇာပနာအခမ်းအနားကိုပြည်သူလေးသိန်းကျော်လိုက်ပါပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။ပြည်သူလေးသိန်းဟာစိန့်ပေတာယဉ်ပြေမှာအပြည့်အကျက်ရောက်ရှိနေပြီးရောမမျိုးရဲ့လမ်းတွေပေါ်မှာတန်းစီနေကြပါဗျ။၎င်းတို့ဟာကက်သလစ်ဂိုင်းဝင်းတိတက်သမ4ဘီလီယံတို့ရဲ့ခေါင်းဆောင်ရဲ့ဇာပနာအခမ်းအနားကိုရောက်ရှိလာတာဖြစ်ပါဗျ။ ထုံတန်းအစဉ်အလာနဲ့အညီပြုလုပ်တဲ့ဇာပနာအပေးမှာပုံရဟန်းမင်းကြီးရဲ့အခန်းကို၎င်းကိုမြှုပ်နှံမဲ့ဖခင်ကျောင်းတေရှိယာရောမမျိုးရဲ့စင်တာမာရီယာမဂျီရိုရီဖခင်ကျောင်းကိုဖြင်းညင်းစွာပင့်ဆောင်သွားခဲ့ပါတယ်ပေါ်ဟမ်းမင်းကြီးရဲ့ဇာပနာအခမ်းအနားကိုတက်ရောက်တဲ့နိုင်ငံတော်အကြီးအကဲ90ကျော်မှာထိုနယ်ထရမ်လဲပါဝင်ခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်နေနေ။ပရီးမီးယားလိသို့ဟာရီကိန်းပြန်လဲပြောင်းရွှေ့လိုပါကဘိုင်ယန်မြို့နဲ့အသင်းတားဆီးမီမဟုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာတိုက်စစ်မှုဟာရီကိန်းအနေနဲ့ပရီးမီးယားလိဂ်ကိုပြန်လည်ပြောင်းရွှေ့လိုပါကတားဆီးမှာမဟုတ်ဘူးလို့သိရပါတယ်။အင်္ဂလန်တိုက်စစ်မှုဟာရီကိန်းဟာဂျာမန်မြေမှာခြေစွမ်းပြနိုင်ပေမဲ့လည်းပရီးမီးယားလိဂ်ကိုပြန်လည်ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတယ်လို့သတင်းထွက်နေပါတယ်။လက်ရှိမှာ၎င်းကိုခေါ်ယူဖို့ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေဖြစ်တဲ့လီဗာပူး၊ချက်ဆီးနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ကစိတ်ဝင်စားနေရလို့သိရပါဗျ။ဘိုင်ယန်မြူးနစ်အသင်းရဲ့တာဝန်ရှိသူတွေက ၎င်းသာအမှန်တကယ်ဆန္ဒရှိပါကကံလန်းမှုတွေကိုလက်ခံစဉ်းစားသွားမှာဖြစ်တယ်လို့ German Media Sport 1ကဖော်ပြခဲ့ပါတယ်။အသက်32နှစ်အရွယ်ရှိတဲ့ Hurricane ဟာ2023နေရာဒီမှာ Sporting ကနေ Bayern Munich အသင်းထံကို Club စံချိန်တင်ပြောင်းရွှေ့ခြင်း Euro တန်းတရာနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။သူဟာ Bayern Munich အသင်းအတွက်နေရာဒီအတွင်းပြိုင်ပွဲစုံ88ပွဲမှာ goal 80အထိသွင်းယူပေးထားပါတယ်။ လေဘရတရဲ့အေဗီလာ29ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည7:00နာရီမှာလဲနောက်ဆုံးရသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးသွားမှာပါအေဂျင့်နဲ့ညနေခင်းလေးဖြစ်ကြပါလိမ့်ရှင်